သိပ္ပံပညာရှင်များကိုကောင်းဆောင်စေတဲ့ကဘာပေါ်မှထူဆန်းသောနေရာများအားလုံးပဲမင်္ဂလာပါကဘာပေါ်ကထူဆန်းသောဗဟုသုတရပွင့်ရအကြောင်းတွေကိုပုံမှန်တင်ဆက်ပေးနေတဲ့ကျမတို့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့သိပ္ပံပညာရှင်များကိုကောင်းခဲလောက်အောင်စဉ်းစားစေနိုင်ခဲ့တဲ့ကဘာပေါ်မှထူဆန်းသောနေရာများအကြောင်းကို တင်ဆက်ပေးလိုက်ရပါတယ်ဘလူးထူးဆန်းမှုတွေနဲ့ဘေဟီလီဆန်ဆန်တိရှိနေလဲဆိုတော့လ ీల ာကြည့်လိုက်ရအောင်ပါရှင်။ နန်စကလိုင်းစ်ကဘာပေါ်မှာထူးဆန်းဆုံးနေရာတွေထဲကတစ်ခုကိုညွှန်ပြပါဆိုရင်နန်စကလိုင်းစ်တွေကိုကြည့်လိုက်ပါလို့အကြံပေးမိပါပါပြည်သူနိုင်ငံမှာရှိတဲ့ဒီနက်စကလိုင်းစ်တွေဟာတက်တန်းအဖြစ် AD 400ကနေ650တက်တန်းရှိတယ်လို့ပြောကြပါတယ်။ဒါပေမဲ့ထူးဆန်းတာကဒီလိုမိုင်90ရွှေနီးပါးရှိတဲ့နက်စကလိုင်းစ်တွေကိုဘယ်လိုနည်းပညာနဲ့တိစောက်ခင်းနေဆိုတာစဉ်းစားခြင်းစရာပါ။ တချို့သိပ္ပံပညာရှင်တွေကတော့တချို့တွေ့ရတဲ့ lines တွေဟာ spacecraft လို့ပုံစံမျိုးဖြစ်နိုင်တယ်လို့ခန့်မှန်းခဲ့ကြပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်ဤပညာသိမ့်မထုံးကားသေးတဲ့အဲ့ဒီအချိန်တွေတုန်းကတိဆောက်ခဲ့တဲ့ lines တွေဟာယနေ့အချိန်ထိလူသားတွေအတွက်တော့ဖြေရှာရခက်တဲ့ပုံစံတစ်ခုလို့ကြံရစ်နေသေးပါပဲ။ဒါဂရိတ်စပင်ဆော့ဂီဇာဒုတိယတစ်ခုကတော့အီဂျစ်နိုင်ငံမှာတည်ရှိတဲ့စပင်ယုတ်ထူတီပါပဲ တင်းယုံတူချင်းဟာကမ္ဘာကြီးဆုံးပိရမစ်အဖြစ်ကျော်ကြားနေဂီဇာပိရမစ်ကြီးနဲ့အတူတည်ရှိနေတာပဲဖြစ်ပါတယ်။တက်တန်းအဖြစ်2500 BC လောက်ထဲကတည်ဆောက်ထားတာဖြစ်တယ်လို့ပညာရှင်တွေကပြောကြားထားပါတယ်။ဒီစပင်းယုတ်ထူကြီးရဲ့ထူချချက်ကတော့နှစ်ပေါင်းများစွာကြာသွားတာတော့လုံးဝပျက်စီးမသွားအောင်တိဆောက်ခဲ့တာကြောင့်ပဲဖြစ်ပါတယ်။ယုတ်ထူတော်တော်များများဟာနှစ်ပေါင်းများစွာကြာလာရင်ရာသီဥတုဒဏ်နဲ့တခြားသောဒဏ်တွေကြောင့်အတော်လေးကိုပျက်စီးသွားနိုင်ကြပါတယ်။ ဒါပေမဲ့စပိန်ရုပ်ထုကြီးကတော့နှစ်ထောင်ပေါင်းများစွာကြာတာတောင်အနည်းငယ်ပျက်စီးတာလေးပဲရှိခဲ့ပါတယ်။ဒီလိုရေရှည်မှာအဲဒီခေတ်အကာကဘယ်လိုတိဆောက်ခဲ့လဲဆိုတော့ယနေ့အချိန်ထိဘယ်သူမှမပြောပြနိုင်သေးပါဘူး။ Stonehenge Stonehenge ဆိုရင်အင်္ဂလန်နိုင်ငံဝီလ်ချဲမှာရှိတဲ့၆တုံးကြီးတွေကိုခေါ်တဲ့နာမည်ပါ ဒီကြောက်တုံးကြီးတွေကိုလွန်ခဲ့တဲ့နှစ်ပေါင်း9000လောက်တုန်းကရှေးခေတ်လူမျိုးစုတစုကတည်ဆောက်ခဲ့ကြတာလို့ပြောပါတယ်။ဘလူလူမျိုးစုလဲဆိုတာကတော့ခုထိမသိနိုင်ကြသေးပါဘူး။ဒါပြင်ဘလူအကြောင်းကြောင့်ခုလိုတည်ဆောက်ခဲ့လဲဆိုတာကိုလည်းဘသူမှသေချာမပြောနိုင်ကြပါဘူး။တချို့ပညာရှင်တွေကတော့ Stonehenge တွေဟာရှေးခေတ်ကဘာသာတစ်မျိုးရင်စူတောင်းပွဲအခမ်းအနားပွဲ လုပ်တဲ့နေရာ ဖြစ်နိုင်တယ်လို့လည်းခန့်မှန်းကြပါတယ်။ ။နောက်ပြီးထူဆန်းတာတစ်ခုကဝင်းချီဆက်တင်မပေါ်သေးတဲ့ခင်မဒီလူကြီးမားတဲ့ကြောက်တုံးကြီးတွေကိုဘယ်လိုတိဆောက်ကြလဲဆိုတော့စိတ်ဝင်စားစရာကောင်းလွန်လာပါတယ်။ Easter Island နောက်တစ်ခုကတော့ချီလီနိုင်ငံ Easter ကျွန်းပေါ်မှာတည်ရှိတဲ့မွာယုတ်ထူကြီးတွေပါ။လွန်ခဲ့တဲ့နှစ်ပေါင်း AD 1250-1500တွင်တုန်းက Easter ကျွန်းပေါ်မှာ Rapa Nui ဆိုတဲ့လူမျိုးစုတစုနေထိုင်ခဲ့ကြပါတယ်။ ချင်းတို့ကဒီလူမျိုးစုတွေဟာသူတို့ရဲ့အဖို့အဖွာရင်းအကြီးအကဲကောင်းဆောင်တွေအတွက်အမတ်တရားအနေနဲ့မွာရုပ်ထုကြီးတွေကို ထုလုပ်ခဲ့ကြပါတယ်။ဒါပေမဲ့ဒီလူမျိုးကြီးမားတဲ့မွာ ရုပ်ထုကြီးတွေကိုအဲ့ဒီခေတ်ကဘလူနီးပညာနဲ့ပုံဖော်တိဆောက်ခဲ့ကြတယ်ဆိုတာစဉ်းစားစရာပါ။နောက်တစ်ချက်ကမွာရုပ်ထုကြီးတွေရဲ့ကောင်းပေါ်မှာကြောက်တုံးတစ်ခုအမြဲတင်ထားတာကိုတွေ့ရမှာပါ။ တိုင်းတာချက်တင်ရွာအဲ့ဒီကြောက်တုံးကြီးရင်းရဲ့အလင်းချိန်ဟာဆက်နှစ်တန်းလောက်တင်အလင်းချိန်ရှိနာကြောင်းဂရင်းလိုဆက်တွေဝင်းချီဆက်တွေမပေါ်သေးတဲ့ခေတ်မှာဘယ်လိုနည်းပညာတွေသုံးပြီးအပေါ်ကိုတင်ထားနိုင်လဲဆိုတာကတော့အခုထိပညာရှင်တွေအပြေရှားနေရတဲ့ကိစ္စပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင် အခုဖော်ပြပေးထားခဲ့တဲ့အကြောင်းအရာတွေဟာဆိုရင်ကဘာကြီးပေါ်ကထူးဆန်းတဲ့နေရာတွေအကြောင်းကိုဖော်ပြပေးထားတာပဲဖြစ်ပါတယ်။နောက်ပိုင်းမှာလည်းခုလိုစိတ်ဝင်စားဖွယ်ရာကောင်းတဲ့အကြောင်းအရာလေးတွေကိုရှာဖွေတင်ဆက်ပေးမှာမို့လို့ channel လေးကို subscribe လုပ်သွားပြီးဆက်လက်စောင့်ကြည့်ကြပါဦးနော်။